အများနဲ့တယောက်ရင်ဆိုင်ရတဲ့အခါတိုင်းအရှုံးပေးရမှာလားအဆိုးနဲ့အောင်မြင်မှုရဲ့အကောင်းနဲ့ကြာရှုံးမှုရဲ့ဘာကိုရွေးမှာလဲအခက်အခဲတွေကြားကလူတယောက်ရဲ့ခံစားမှုကိုဖော်ပြတဲ့အိန္ဒိယရုပ်ရှင်တွေရဲ့အကြောင်းကျွန်တော်ရဲ့ဆက်ဆက်မှုပြီးကနေဒီတစ်ပတ်မှာတော့ကြည့်ရှုသူပရိသတ်တွေကိုရတအမျိုးမျိုးနဲ့တေဥဖို့ဖန်တီးထားတဲ့အိန္ဒိယစကား၃ခုကိုကြည့်ရှုဖို့ညွှန်ပြသွားမှာဖြစ်ပါတယ် ားမှာကျွန်တော်အများနဲ့တယောက်ရဆန်ရတဲ့အခါတိုင်းအများရဲ့နောက်ကိုလိုက်ပြီးတော့အလွယ်တကူရှုံးပေးလိုက်တတ်တာများပါတယ်။တချို့ကတော့တလောကလုံးနဲ့တယောက်ဖြစ်နေတော့မှဘရောမှအရှုံးမပေးဘဲနဲ့အရာရာကိုရင်ဆိုင်တိုက်ခိုက်ဖို့အစဉ်နဲ့ပြင်ထားလိမ့်ရှိပါတယ်။အိန္ဒိယရုပ်ရှင်တွေကဒီအများနဲ့တယောက်ရင်ဆိုင်ကြတဲ့ဇလန်အမျိုးမျိုးကိုဒီတစ်ပတ်မှာကြည့်ရှုနိုင်ဖို့ကျွန်တော်ရွေးချယ်ပေးထားပါတယ်။ပရမဆုံးရွေးချယ်ပေးထားတဲ့ရုပ်ရှင်ကတော့ Darling ဆိုတဲ့အချစ်ဟာတာရုပ်ရှင်ဆက်ကပဲဖြစ်ပါတယ်။ ရာဂပ်ဆိုတဲ့ကောင်းလေးတယောက်ကငငယ်လေးကစားလို့ရမအောင်ပြင်းတဲ့အတွက်ဒါအတန်းထဲမှာဆိုလို့ရှိရင်သူစာညံ့နဲ့အကြောင်းသားတယောက်ဖြစ်သူ့ကိုတတ်မှတ်ကြရတယ်ပေါ့သူ့ရဲ့မိကလည်းတားဖြစ်တဲ့သူကိုစာကြိုးစားဖို့နဲ့စာတော်မှအောင်မြင်မှုတွေကိုရနိုင်မယ်ဆိုပြီးတော့မှသူဒီသူ့ဘဝကိုအကောင်းဆုံးပုံဖော်နိုင်ဖို့သဆုံးပါတယ်ပေါ့နော်အဲ့တော့မကြိုးစားတဲ့ယောက်ျားတွေကိုဘယ်မိကလေးကမှမလိုချင်တဲ့အကြောင်းပြောပြီးတော့မှအောင်မြင်တဲ့သူတွေကဒါကောင်းမွန်တဲ့မိကလေးနဲ့လက်တွဲဝင်ရနိုင်ကြအောင်သူအားကြအောင်ပြောပြတယ် အဲရက်ကတ်ကကြတော့လေသူ့မိပြောသလိုစိတ်ထားကောင်းတဲ့မိကလေးမျိုးကိုပဲလိုချင်တဲ့အတွက်သူကအဲ့ဒီအချိန်မှာစာကြိုးစားကိုပဲဆုံးဖြတ်လိုက်တယ်ပေါ့အဲကလေးဘွားတွေကဘေးပဝန်းကျင်ကလူတွေကိုလိုက်ကြည့်ပြီးတော့သူအသက်ကြီးလာလို့ရှိရင်ပျော်စရာမိသားစုတခုကိုတီထောင်မှုစူးစမ်းမယ်ဆိုပြီးတော့သူကစိတ်ကူးကျင်နေခဲ့ပါတယ်အဲသူ့ရဲ့မျှော်လင့်ချက်အိမ်မက်တခုကကြတော့အချိန်ကျရင်အေဂျင်စီရဲ့ယောက်ျားလေးရောက်ဖြစ်ရမယ်ပြီးရင်ကိုချစ်တဲ့သူကိုလက်ထပ်ပြီးတော့ပြင်သစ်နိုင်ငံကိုဟန်နီမွန်းထွက်လိုက်မယ်ဆိုတဲ့စိတ်ကူးပေါ့အဲ့ဒီအိမ်မက်တိုင်းဖြစ်အောင်သူစူးစမ်းတယ်အဲရောက်လာတဲ့အခါမှာတော့ဒီခီးသွားအေဂျင်စီတခုမှသူကဝင်တဲ့အဖြစ်နဲ့အလုပ်ဝင်လုပ်တယ်ပေါ့ အလုံးမှာယာရုတိုးဖို့အတွက်ဒါသူများထက်ပိုပြီးတော့စူးစမ်းတယ်အနာဂတ်အတွက်ဒါပတ်စံနေလဲသူပို့ရှာတယ်ပေါ့ရတဲ့ဝင်ငွေလဲသူချွတ်ချွတ်တရားလေးတုံးပါတယ်ဒီပြင်သစ်ကိုဟန်နီမွန်းထွက်နိုင်မှုပတ်စံနေကိုသူကအိမ်မက်လဲသူ့ရဲ့အိမ်မက်လဲဖြစ်တဲ့ခါကျတော့သူကစုတယ်အဲ့ဒီအိမ်မက်ကိုပဲသူအကောင့်ထဲဖော်နိုင်မှုစဉ်းစားနေတယ်ဒါပေမဲ့လဲမရှိရသူမှရည်သားဟောရည်သားမရှိဘဲနဲ့ဟန်နီမွန်းထွက်ဖို့စဉ်းစားနေတဲ့ရာကက်ကိုတငယ်ချင်းတွေကတော့လှောင်စရာဖြစ်နေတာပေါ့အချင်းရင်းမှာတော့လုံးဝကံမပါဘူး online ကနေရည်သားရှာတာတော့မှအဆင်မပြေတာပဲသူကြုံနေရတယ် တင်းမှာကြတော့သူ့မိဘတွေရဲ့ကျေးဇူးကြောင့်ဒီเจ้าနေပတ်တကယ်ချင်းအောင်တရားနဲ့သူကစိတ်ဆက်ဖို့ဖြစ်လာတယ်အဲ့တော့မိဘတွေကိုညီမပဲသူကရည်စားရအောင်ပဲဆိုပြုံတယ်လို့ဖြစ်နေအောင်စိတ်ဆက်ပွဲချင်းမရတဲ့နေ့ကိုရောက်တဲ့အခါမှာအဲ့ဒီမိခလေးကလည်းသူ့ချစ်သူနဲ့ခိုးရလိုက်ပြီးသွားတဲ့အခါမှာကြတော့ထပ်ပြီးတော့မှကြံရင်ဖြစ်ပြန်တယ်အဆက်ကွဲရပြန်ပါတယ်အဲ့တော့အချင်းချင်းမှာလုံးဝအောင်ကံမကောင်းတဲ့ racket ကကြတော့အဲ့သူအရက်တွေအရင်တောက်တယ်အရက်တွေမူးလုံပြီးတော့စိတ်ချင်းချင်းနဲ့ကိုယ့်ကိုတတ်တင်မယ်ဆိုပြီးတော့ဆုံးဖြတ်တယ်ပေါ့နော်အဲ့တော့ ပြောရမယ်ဆိုလို့ရှိရင်ဒါသူမိမှန်များတဲ့ကြောင့်ကိုကိုတက်တည်ဖို့ထိတောင်မှ racket ကဆုံးဖြတ်ခဲ့တာပေါ့ဒါပေမဲ့အဲ့လိုဖြစ်နေတဲ့အချိန်မှာ anandi ဆိုတဲ့ make လေးတယောက်နဲ့သူကဆုံးတွေ့ခဲ့ပါတယ် anandi ကကြတော့သူ့ကိုတက်မတည်ဖို့တားရင်းနဲ့သူ့ရဲ့ငယ်ဘဝအိမ်မက်တွေအခြေအကံမကောင်းတာတွေကိုဒါရင်ဖွင့်နေနှစ်ယောက်သားတော့ရင်းမိသွားကြရပေါ့ဗျာအဲ့တော့နောက်တော့ဒီ racket က anandi ကိုတဖြည်းဖြည်းသဘောချလာတယ်အဲသူလက်ထက်ခွင့်လည်းတောင်းခဲ့တယ်အနောက်ကပဲဒါတကောက်ကအမြဲတမ်းလိုက်နေခဲ့ anandi ရဲ့နောက်ကနေပေါ့ အနန္တိကကျတော့ဒီခစ်ဆန်နေတော်ဖို့ဘာဘာပဲနေတတ်တဲ့မိတ်ကလေးမျိုးပေါ့ပြီးတော့ရာဂက်ယူသားတာကိုသိတဲ့ခါကျတော့အနန္တိနေနဲ့ကလည်းဘာမှမစဉ်းစားဘဲနဲ့သူ့ရဲ့လက်တက်လက်တက်ခွင့်ကိုသဘောတူလက်ခံလိုက်တယ်အင်းရောက်တော့ဒီကျော်ပွင့်တစ်လုံးနဲ့ဘယ်မှမသိတဲ့ကောင်မလေးတယောက်ကိုတွေ့တွေ့ချင်းပဲလက်ထပ်ဖို့ဆုံးဖြတ်လိုက်တဲ့ရာဂက်ကိုသူ့မိဘတွေကစိတ်ပြက်ပြီးတော့မှပြစ်တင်ကြတယ်ဒါပေမဲ့လည်းသူတို့နှစ်ယောက်ကကြတော့ဘသူပါပြောပြောကိုပွားနဲ့ကိုတိစောက်မယ်ဆိုပြီးတော့ဆုံးပြတ်ထားတယ်။အဲနှစ်ယောက်တည်းဖះเจ้าကိုတွားပြီးတော့မှချက်ချင်းပဲလက်ထပ်လိုက်တယ်ပေါ့။အဲတော့မင်္ဂလာဦးညကိုရောက်လာတဲ့ခါမှကျတော့ပြဿနာဆက်တယ် ာနန္ဒီမာကကြတော့စိတ်အမျိုးမျိုးပြောင်းလဲတတ်တဲ့ယောဂဖြစ်ပြီးတော့လူတကူစိတ်နှခွားဖြစ်နေတတ်တဲ့မိခလိတရားပေါ့ကျွန်တော်ဒီစိတ်ယောဂတခုဖြစ်နေတာအခန္ဓာကိုယ်တစ်ခုထဲမှာပဲဇက်ကောင်နှစ်ကောင်ဇယိုက်နှမျိုးဖြစ်နေတာပေါ့အဲ့တော့သူစိတ်ဖောက်လာရင်မထင်ထားတဲ့တခြားတရားပုံစံမျိုးတော့ပြောင်းပြောင်းသွားတယ်အဲဒုတိယဇက်ကကြတော့ယောက်ျားတွေကိုလုံးဝယုံကြည်မရှိတဲ့ယောက်ျားမုန်းတဲ့မိခလိတရားရဲ့စိတ်မျိုးဖြစ်နေအဲ့လိုစိတ်ပေါ်လာတဲ့ခါတိုင်းတိုက်ခိုက်ခံနေရရပေါ့နော်ရာကက်ကရာကက်ကတော့ ဟိုကန်ကောင်းတယ်ပဲပြောရမလားကန်ဆိုးတယ်ပဲပြောရမလားတော့မသိဘူးဗောနော်သူ့ရဲ့ညားခါစားမိမအောင်သူလန့်ပြီးတော့တတိထားတော့မှသူဆက်ဆံနေရတယ်နောက်တော့သူစိတ်ကူးရတဲ့အတိုင်းတင်းတစ်ကိုဟန်နီမွန်းမထွက်နိုင်သေးပဲနဲ့သူ့ရဲ့ဒါမိသူ့မိမရဲ့ဒုတိယဇက်ကောင်လေသူအဆင်ပြေအောင်ယောက်ျားမုံဒီးတဲ့စိတ်ရှိတဲ့အဲဒီကိုနဲ့ဗောနော်မဟာမိတ်ဖွဲ့နိုင်အောင်သူစပြီးစူးစမ်းလူတကူထဲမှာဇက်ကောင်တကောင်ဖြစ်နေတဲ့ဆေးရောဂါတဲ့မိမနဲ့လက်တွဲနိုင်ဖို့ဒီသူမရဲ့ ဇက်ကောင်နှစ်ကောင်လုံးနဲ့အဆင်ပြေသွားဖို့သူမျိုးမျိုးစူးစမ်းရင်းနဲ့တိုင်ပတ်နှစ်ခုလုံးကလည်းမတူဘူးပေါ့နော်လောက different ဖြစ်နေတာ။နောက်တော့ဒီအာလန်ဒီရဲ့စိတ်ရောကဇက်ကောင်တွေကလည်းတစ်ကောင်ပြီးတစ်ကောင်ထပ်ထပ်ပေါ်လာတယ်။အဲတယောက်ထက်နဲ့ character ၅မျိုးလောက်အထိကိုဖြစ်လာတဲ့ပုံစံဖြစ်နေတာ။ဒီရုပ်ရှင်ကကြတော့ Racket နဲ့သူ့မိမရဲ့စိတ်ထဲက character ၅မျိုးကိုအဆင်ပြေအောင်စူးစမ်းရတဲ့အကြောင်းကိုသူဟာသဆန်ဆန်လေးရိုက်ကူထားတဲ့ Telegram romance ပုံစံမျိုးကိုရိုက်ကူထားတဲ့ရုပ်ရှင်လေးပါ။ ဒီဇက်ကောက်ကြတော့ဒါ director Edwin Rand ကနေပြီးတော့မှပုံပေါ်ရိုက်ကူးထားတာဖြစ်ပြီးတော့မှမင်းသားပရိယာရှိပူလီကွန်တာနဲ့မင်းသမီး나바나တက်စတိုကနေပြီးတော့မှအကောင်းဆုံးပါဝင်ရုပ်ဆောင်ပေးထားတာဖြစ်ပါတယ်ဒီ darling ဆိုတဲ့ဇက်ကောက်ကိုတော့ကျွန်တော်ရဲ့ Fortune TV ကနေလူမလာခုနှစ်ရက်နေတောက်ကြနေည9နာရီအချိန်မှာထုတ်လင်းပြသပေးသွားမှာဖြစ်ပါတယ်ဒုတိယအနေနဲ့ကျွန်တော်ထပ်ပြီးတော့ညွှန်ပေးခြင်းတဲ့ရုပ်ရှင်ကတော့လူโซကြီးတယောက်ရဲ့ဘဝအကြောင်းကိုဇလန့်ဖွဲ့ရိုက်ကူးထားတဲ့ Malik ဆိုတဲ့ရုပ်ရှင်ပဲဖြစ်ပါတယ် 1980ခုနှစ်ကျော်ကာလမှာဆိုရင်အလာဘတ်မြို့မှာဒီဘက်ဆိုတဲ့ကောင်းလေးတယောက်ရှိတယ်။သူကဒီပြည်နယ်ဝင်ကြီးဖြစ်တဲ့ရှန်ကာစင်းဆိုတဲ့သူကိုသူအရင်လေးစားအားကျပြီးတော့တနေ့မှာသူ့လိုခေါင်းဆောင်တယောက်ဖြစ်ရမယ်လို့သူစိတ်ကူးနေတဲ့သူတယောက်။သူ့ရဲ့ဖေကကြတော့ရိုးသားရဲ့လယ်သမားတယောက်ဖြစ်ပြီးတော့မှဒီဘက်ကအနည်းငယ်လူတွေကိုအောက်ကျခံပြီးတော့လေးစားဆက်ဆံတတ်တဲ့သူ့ဖေကိုအားမလို့အားမရဖြစ်နေအောင်။တင်းမှာကြတော့သူ့ဖေရဲ့လေကွက်ထဲကိုဒေတာခံလူမိုက်တွေကကျူးကျော်ပြီးတော့လေတုံဆက်တွေပတ်မောင်းနေစိုက်ခင်းတွေကိုဖျက်ဆီးပစ်လိုက်တယ်။ အဲ့တော့မလုပ်ဖို့တိုင်းနေဒီပဲ့ရဲ့အပေကခံရရသွားပါတယ်အဖေဖြစ်တဲ့သူကအဲ့လိုမတရားနိုင်ခြင်းခံနေရတာကိုတရားမြတ်တော်လုပ်ပေးဖို့အတွက်သူကိုယ်တိုင်ရှန်ကာစင်းသူသွားပြီးတော့တိုင်ကြားခဲ့ပေမဲ့ရှန်ကာစင်းကတော့တရားမြတ်တော်မှုကိုကိုယ်တိုင်တိုက်ယူဖို့ပြောလိုက်တာကြောင့်ဒေါသထွက်ပြီးတော့ပြန်လာခဲ့ ိုက်နောက်မှာတော့ဒီဘက်ကသူ့ဘေကိုအနိုင်ကျင့်သွားတဲ့လူမိုက်ကောင်းဆောင်ကိုတက်ပြစ်ပြီးတော့ကလဲစားချီခဲ့တယ်။အလာဘတ်မြို့မှာသူ့ကိုဘယ်သူမှမစော်ကားရဲအောင်ရက်ဆက်ပြလိုက်တယ်ပေါ့နော်။နောက်တော့လူโซကြီးမာလက်ဖြစ်သူ့ဘွားကိုပြောင်းလဲလိုက်ပြီးတော့နေကန်ရဲတွေရောစီးပွားရေးသမားတွေရောဘယ်သူမှမထိရတဲ့လူမိုက်လောကရဲ့ကောင်းဆောင်တယောက်ဖြစ်လာခဲ့ပါတယ်။အဲသူ့ကိုထိန်းချုပ်နိုင်မှုအတွက်ဘဟာစင်းဆိုတဲ့ရဲမှုတစ်ပြောင်းရွှေ့လာတဲ့အခါမှာကျတော့အပြောင်းလဲတွေအများကြီးဖြစ်လာခဲ့ပါတယ်။ဘဟာစင်းကဒါသူ့ကိုဖမ်းဆီးနိုင်မှုအတွက်မာလေးရဲ့အိမ်ကိုဝန်ရှာပြီးတော့ရှာဝေဖော်ထုတ်မှုတွေလုပ်တယ် အဲမာလင်းနဲ့ပတ်သက်တဲ့ထောက်တိုင်တွေကိုသူဖြည့်ဆည်းဖို့ကြိုးစားတယ်။သူ့လက်ထက်မှာဘယ်လူမိုက်မှခေါင်းဆောင်ဖြစ်လို့မရအောင်ရှင်းလင်းပြမယ်ဆိုပြီးတော့လည်းဆုံးဖြတ်ထားတယ်သူ။အဲမာလစ်ကလည်းရဲမှုအစ်တရဲ့ဖိအားတွေကြောင့်ပြီးတော့အင်တာနက်မီတာစုပေါ်အောင်မျှော်လင့်နေတဲ့ဇနီးဖြစ်သူရဲ့တတိပေးနားချမှုတွေအတွက်ကြောင့်အဲလူမိုက်ခေါင်းဆောင်မလုပ်တော့ဘဲနဲ့နိုင်ငံရေးလောကရဲ့ဝင်ပြီးတော့သူရေကောက်ပွဲဝင်တိုင်မှုဆုံးဖြတ်လိုက်ပါတယ်။သူနိုင်ငံရေးလောကရဲ့ဝင်တော့မယ်ဆိုတဲ့သတင်းကြားတာနဲ့ခြေစားလူသက်သမားလူမိုက်တယောက်ကသူ့ရဲ့တရားမဝင်လုပ်ငန်းတွေကိုအပိုင်သိမ်းပြီးတော့မာလစ်ရဲ့နေရာကိုဝင်လို့ကိုစူးစမ်းလာပါတယ်။ အနေကတပည့်တွေနဲ့အလို့သမားတွေကယာဇဝင်းမှုတွေမကျူးလွန်တော့လို့ဆုံးဖြတ်ထားတဲ့မာလစ်ကိုသူတို့ရဲ့အကျိုးစီးပွားတွေကာကွယ်ပေးဖို့နဲ့အရှင်တို့ဘယ်သူမှမစော်ကားရအောင်ပညာပေးဖို့တောင်းဆိုနေကြပြန်ပါတယ်။သူလည်းနောက်ဆုံးအနေနဲ့သူ့ရဲ့အလို့သမားတွေကိုကာကွယ်ပေးမယ်လို့သူဆုံးဖြတ်လိုက်တယ်။သူ့ကိုမကန်လေးစားလုပ်ပြီးတော့သူ့လုပ်ငန်းတွေကိုအပိုင်သိမ်းချင်နေတဲ့ပြိုင်ဘက်လူမိုက်ကိုစင်ကိုတိုက်ခိုက်ပြီးတော့ဆုံးမလိုက်ပါဘူး။အဲမာလီလိုဒေါသကြီးပြီးတော့ရက်ဆက်ပြတတ်တဲ့လူတယောက်နိုင်ငံရေးလောကထဲကိုရှောက်လာရင်အန်ရရှိရတဲ့ကြောင့်မလို့ရှန်ကာစင်းကလည်းသူ့ကိုပြက်ရှင်းနိုင်ဖို့ဆုံးဖြတ်လိုက်တယ် အဲ့ဒါကြောင့်ပဲရဲမှုအသည့်ရဲ့ပြည်နယ်ဝန်ကြီးအဟောင်းရဲ့ပြီးတော့ရွေးကောက်ခံအမတ်လောင်းရဲ့တရားမဝင်လုပ်ငန်းတွေကိုအပိုင်သိမ်းချင်နေတဲ့ခြေသားလူသက်သမားရဲ့စုစုပေါင်း၄ယောက်ပေါင်းပြီးတော့မှသူ့တိုက်ခိုက်ဖို့အစီအစဉ်ကြပါတယ်။ဒေတာတစ်ခုလုံးလွှမ်းမိုးထိန်းချုပ်လိုက်ပြီးတော့သူ့ကိုထွက်ပေါက်မရှိအောင်ချောင်းပိတ်ဖမ်းဆီးနိုင်မှုကြိုးစားနေကြတယ်။ဒါပေမဲ့တတိကောင်းပြီးတော့ညံရှိရဲ့မာလစ်ကကြတော့သူ့ရဲ့ထောင်ချောက်ထဲကိုဘရောမှရောက်မလာခင်နဲ့အနည်းငယ်လွတ်မြောက်လုံခတ်နိုင်ခဲ့ရအောင်။အဲ့တော့နောက်ဆုံးမာလစ်ကသူ့ရဲ့မိမအသက်ခံရရတဲ့အခါမှာကြတော့ဘလူးအန်ရီမျိုးကိုမှရှောင်မနေတော့ဘဲနဲ့ သူ့မိမအတွက်ကလေးစားချင်တယ်ကိုအားလုံးကိုထိတ်တိုက်ရင်ဆိုင်မှာတော့လူစိုးကြီးမလေးတယောက်ကအားလုံးကိုသူရင်ဆိုင်တိုက်ခိုက်ပြီးတော့ပြစ်ပေးသွားနိုင်မလားဆိုတာကိုတော့ဇက်ကားထဲမှာစိတ်ဝင်စားနေကြည့်ရှုရမှာဖြစ်ပါတယ်ဇူလိုင်လ17ရက်နေ့မှာထွက်ရှိခဲ့တဲ့မလစ်ရုပ်ရှင်ဇက်ကားဆိုရင်ဒါရိုက်တာ Pocket ရဲ့ Action ဇက်ကားကောင်းတကားလည်းဖြစ်ပါတယ်မင်းသား Rush Kumar Rao ကနေပြီးတော့မဒီဇက်ကားမှာအကောင်းဆုံးပြုံးဆောင်ထားပြီးတော့မင်းသမီး မနုရှိချီလာနဲ့နာမည်ကြီးဇက်ပုတ်တေုံဆောင်ဆာဗက်ရှုကလာတို့ကနေပြီးတော့လည်းပြပြပြမြေပါဝင်တေုံဆောင်ထားကြပါတယ်။ကျေးဇူးရှင်တဲ့ပရိသတ်တွေအတွက်ကတော့ဒီ ocean ကိုကျွန်တော်ရဲ့ Fortune TV ကနေနိုဝင်ဘာလ10ရက်နေ့စနေနေ့ည9:00နာရီအချိန်မှာထုတ်လင်းပြသပေးတော့မှာဖြစ်ကြောင်းလည်းပြောကြားချက်ပါတယ်ခင်ဗျာ။ဒီဘက်တော့ကျွန်တော်နောက်ဆုံးညွှန်ပေးခြင်းတဲ့ဇာတ်ကားကတော့ Macky Mank ဆိုတဲ့ရုပ်ရှင်ဇာတ်ကားပဲဖြစ်ပါတယ်။ဒီရုပ်ရှင်ကအော်စကာဆုရ Slendon Million ဇာတ်ကားတွေကနာမည်ကြီးမင်းသားဖြစ်တဲ့ Dish Patel ရဲ့ပထမဆုံး director အဖြစ်ရိုက်ကူးထားတဲ့ဇာတ်ကားလည်းဖြစ်ပါတယ်။ ရောက်လက်ဝဲဝိုင်းတွေမှာလုပ်ပွဲထိုးပြီးတော့ငွေရှာနေတဲ့မြောင်မြန်းတဲ့ဖုန်းနဲ့လူငယ်တယောက်ရှိပါတယ်။သူ့ကိုမက်ကီမန်လို့အားလုံးကနာမည်ပေးထားပြီးတော့အတိုက်ခိုက်ကောင်းတဲ့အတွက်ကြောင့်လို့နာမည်ကြီးနေတဲ့ဖိုင်တာတယောက်လည်းဖြစ်ပါတယ်။တကယ်တော့သူ့ရဲ့ရွေးချက်ကပတ်စံလိုချင်လို့လက်ဝဲထိုးနေအောင်မဟုတ်ဘဲနဲ့ဘယ်ဘွားတော့ကသူ့မျိုးသက်သွားရတဲ့သူကလေးစားပြန်ခြေနိုင်မှုအတွက်ကိုယ်ကံပညာရက်တွေကိုလေ့လာပြီးတော့အခမ်းအနားရရှိအောင်လေ့ကျင့်နေတာဖြစ်ပါတယ်။သူကလေးဘွားတော်ကသူတို့နေတဲ့ရက်ွက်ကိုသူတော်စင်ရောင်ဆောင်ထားတဲ့ဘာသာရေးသမားတယောက်ကဖះเจ้าဆောက်ဖို့အကြောင်းပြချက်နဲ့ဒီလိုတိမ့်သွားခဲ့တယ် ဘုရားကျောင်းမြေဖြစ်တက်မှတ်လိုက်တဲ့အဲ့နေရာတွေကအိမ်တွေအားလုံးကိုဖယ်ခိုင်းလိုက်ပြီးတော့မဖယ်တဲ့အိမ်တွေကိုသူအကြမ်းဖက်တဲ့နေနဲ့အာဏာသုံးပြီးတော့ပြစ်ရှုပ်ဖျက်ဆီးလိုက်တယ်။သူ့ရဲ့မိကရဲမှုတယောက်ရဲ့မတရားနိုင်ခြင်းနှိပ်စက်မှုကြောင့်တေဆုံးသွားခဲ့ပြီးတော့အင်းကလည်းပြစ်ရှုပ်ခံလိုက်ရပါတယ်။သူကမိရဲ့ကြားထဲကနေပြီးတော့အမေဖြစ်တဲ့သူကိုကယ်တင်ဖို့ကြိုးစားရင်းနဲ့လက်မှာမီးလောင်တန်ရရခဲ့လို့တေယာပါအမာရော့တစ်ခုပါဆွဲကြံနေခဲ့ပါတယ်။အဲ့နောက်အဲသူကသူတို့စင်းရဲသားတွေကိုမတရားနိုင်ခြင်းရဲ့သူတော်စင်အယောင်ဆောင်ထားတဲ့ဘာသာရေးသမားရဲ့သူ့မျိုးတက်ခဲ့တဲ့ရဲမှုရဲ့ အာနာကိုလွဲလုံးသွားလုပ်ပြီးတော့ကိုကျိုးဆံခဲ့တဲ့ပြည်နယ်လူကြီးရဲ့ကိုရန်ညိုးထားပြီးတော့အပြစ်ပေးဖို့ကြံစည်နေပါတယ်။အရွယ်ရောက်လာတဲ့အခါမှာကျတော့လက်ဝဲဝိုင်းထဲမှာကျင်နေကျဆပြီးတော့အတိုက်ခိုက်ကောင်းတဲ့သူတယောက်ပြောင်းသွားလက်ကျင်နေခဲ့။မက်ဂီမန်ကတစ်ဖက်မှာကျတော့လေသူကလေးစားခြေရမဲ့သူရဲ့အနာကိုကတ်နိုင်ဖို့လူကုန်တဲ့တိုင်းဝိုင်းတွေမှာလာပြီးတော့စင်ကန်တက်တဲ့ဟိုတယ်တစ်ခုမှာအလုပ်ရအောင်ဆိုဂျူးစားတယ်။အဲ့နောက်ကျတော့အဲ့ဒီဟိုတယ်ရဲ့မိဖို့ကြောင့်မှတန်ရှင်းတဲ့လူကိုသူရောက်သွားတယ်။ ဒီဘုတ်ကြောင့်တန်ရှင်းရေးကနေပြီးတော့ယာတို့တိုးပေးဖို့အတွက်စိုင်းမနေကြောင့်အစင်ပြောင်းပေါင်းပြီးတော့အထုဧည့်သည်အနာကပ်လို့ရအောင်ထက်ပြီးတော့မှဂျန်စီရပြပါတယ်။တကယ်တော့သူ့လိုလမ်းပေါ်အချိန်နိမ့်မဲ့လူပိတယောက်အတွက်အထက်တန်းလွာလူပုံနဲ့အတိုင်းဝိုင်းနေတာကပ်ဖွင့်ရဖို့ဆိုတာထင်သလောက်မလွယ်ဘူးလားပါ။အဲစိုင်းမနေကြောင့်လက်ထုတ်ပြီးတော့ဝေဒါယာတို့ရဖို့ခက်ခက်ခဲတောင်းဆိုခဲ့ရပါတယ်။သူ့ဘက်ကကလေးသားခြေတိုင်ဖို့အားလုံးကိုပြင်ဆင်ပြီးတဲ့နောက်မှာတော့သူ့ရဲ့ရန်သူတွေနဲ့စုံမဲ့ရက်ကိုပြင်ဆင်ပြီးတော့စောင့်နေပါတော့တယ်။တကယ်မှာတော့သူ့ရဲ့မိကိုတတ်သွားတဲ့ရဲမှုကိုသူလက်တော့ပြန်ဖို့ဖွင့်ရကြလာတယ်။ တော်ချိုတင်ပြီးတော့စီစဉ်ထားတဲ့တနက်နဲ့အဲ့လူကိုပြစ်တက်ပြီးတော့လဲစားချေဖို့ဒူးစားခဲ့ပြီမယ်သူ့ရဲ့လုံချက်မှုကမအောင်မြင်ပဲနဲ့နောက်ချက်ပြီးဖြစ်သွားခဲ့တယ်ပေါ့နော်အဲ့တော့ရဲမှုကသူ့ရဲ့တိုက်ခိုက်မှုကိုပြန်ခုခံရင်းနဲ့ဖန်စီရေးယူကိုဒူးစားလာပါတော့တယ်သူကလည်းဟိုတယ်တင်းကနေလွတ်အောင်ရှောင်ပြေးခဲ့ပြီးတော့အပြန်လန်းပြစ်ကြခတ်ကြရတယ်တက်လက်နိုင်ရရတယ်ပြီးတော့ချောင်းတစ်ခုရဲ့ကိုထောင်ချပြီးတော့ဖတ်ပြေးသွားတယ်နောက်ဆုံးမှာသူ့ကိုဒီဖျားချောင်းအပြက်တစ်ခုရဲ့မှာပုံပုံနေရတဲ့အပေကန်ဒုက္ခတွေကိုသူကနေကယ်တင်လိုက်တဲ့အတွက်ကြောင့်သူ့ဒဏ်ရာတွေကပြန်တက်တာပြီးတော့ခေါင်းမောင်းလာခဲ့ပါတယ် အဲသူ့ကိုဖမ်းဝင်းရထုတ်ထားပြီးတော့ရဲမို့လုတ်ကြံမှုနဲ့အရေးယူနိုင်မှုအားလုံးကနေရာအနှံ့မှာသူ့ကိုလိုက်ရှာနေကြတယ်။သူပုန်းခုန်နေတဲ့ဖះเจ้าအဟောင်းကလည်းမတရားသိမ်းခံရမယ့်အနေအထားနဲ့ရေဆိုင်နေရတဲ့အနေအထားပေါ့နော်။အဲတော့မိခုန်နေရတဲ့ဒုက္ခတွေမှာကလည်းအဲ့ဒီအခက်အခဲကကြုံနေရပြန်ပါတယ်။နောက်ဆုံးမန်ကီမဲရဲ့ကလေးသားချိန်မဲ့အစီအစဉ်တွေကတကယ်ရောအောင်မြင်နိုင်မှာပါ။သူ့ကိုကဲတင်ထားတဲ့ဖះเจ้าအဟောင်းနဲ့မိခိုးတဲ့သူတွေရဲ့အနာဂတ်ကဘာကြီးဆက်ဖြစ်အောင်ပါလဲ။ဘေးအနေနဲ့ပြဿနာတွေအားလုံးကနေပြီးတော့လွတ်မြောက်သူဘယ်လိုဖြေရှင်းသွားနိုင်လဲ။ စရတွေကိုဇလန်ထဲမှာစိတ်ဝင်စားနဲ့ကျွန်တော်ကြည့်ကြည့်ခန်းစားမှာဖြစ်ပါတယ်။ဘုံမိုင်းရဲ့ဂျုံဝက်လို့ပြောရအောင်လက်တွေဆန်ပြီးတော့ရက်ဆက်တဲ့တိုက်ခိုက်ခန်းတွေကိုဒီရုပ်ရှင်မှာအများကြီးမြင်တွေ့ရမှာဖြစ်ပါတယ်။ဒီဇက်ကကမင်းသားဒစ်ပါတယ်ရဲ့တေးဥဆောင်အနေနဲ့ကိုဒါရိုက်တာအနေနဲ့ပါလက်ဆွမ်းပြပြီးတော့ဖန်တီးထားတဲ့ action ဇက်ကကောင်းတာဖြစ်ပါတယ်။တေးဥဆောင်စီကန်တာခါနဲ့မာကရန်ဒက်ပန်ဒီတို့ကဒီဇက်ကမှာဇက်ဖို့အနေနဲ့ပါဝင် ပြီးတော့မှအားဖြစ်ပြထားတာဖြစ်ပါတယ်။ဒီရုပ်ရှင်ကိုမကြည့်ရသေးတဲ့သူတွေအတွက်ကတော့ကျွန်တော်ရဲ့ Fortune TV ကနေ နိုဝင်ဘာလ9ရက်နေ့တင်းတင်းဝင်နေညာ9နာရီအချိန်မှာထုတ်လင်းတက်တာပြေးသွားမှာမလို့ပရိသတ်ရင်းနဲ့ဆောင်ရွက်ချူနိုင်တဲ့အကြောင်းလေးကိုကြေညာပေးကြပါတယ်။ဒီနေ့ကျွန်တော်တို့ suggested movie season ကနေအများနဲ့တရားရေးဆိုင်ရတဲ့ရတဆုံအိန္ဒိယရုပ်ရှင်ဆက်က3ကိုဒီဘက်ရဲ့ weekend မှာချစုဖို့အတွက်မိတ်ဆက်ပေးလိုက်ရပါတယ်။ရုပ်ရှင်တွေကရုပ်ရှင်ရှင်းသူပရိသတ်တွေအတွက်တကယ်ကိုအချိုက်တွေ့စေမဲ့ရုပ်ရှင်ဆက်ကားတွေပဲဖြစ်ပါတယ်ခင်ဗျာ။ကျွန်တော်တို့ suggested movie season ကိုတော့ passin အင်္ဂါနေ့ည8:45အချိန်မှာ Fortune TV channel နဲ့ Fortune TV ရဲ့ application မှာတပြိုင်တည်းချစုနိုင်သလို Fortune TV ရဲ့ YouTube channel မှာဆိုရင်လည်းဝင်ရောက်ချစုနိုင်မှာဖြစ်ပါတယ်။ကျွန်တော်တို့နောက်တစ်ပတ်မှာပြန်တွေ့ပါမယ်။